နာရုနဆက်ငါးခုနှစ်ကိုမကြခင်ဆရာတို့နှစ်ကိုလကစားတယ်လကိုရက်ကစားတယ်ရက်ကိုနာရီကစားတယ်နာရီကိုမိနစ်မိနစ်ကိုစက္ကန့်ဟောအသူရနေမင်းကြီးကရောင်ကြီးထောင်လင်းဆောင်တယ်အသူရနေမင်းကြီးကအရှိဘက်ကနေပြီးတော့အနောက်ဘက်ယွန်းယွန်းရက်ချီဘူးဥတီပြီးတော့နေ့စဉ်တော့ခုံမောင်းသွားတာပေါ့မကြခင်ဆိုဆရာတို့ပြက်ခရင်တစ်ခုရဲ့ကလကာတစ်ခုကိုဖြုတ်လို့ခရစ်တော်ကိုဆွဲပြီးရေးဆွဲထားတယ်ပြက်ခရင်တစ်ခုနောက်တစ်ခုကိုတတ်တော့မယ် ဆိုတော့ဒါဒီတင်စားပြောနေလဲခုံမာတော့မဟုတ်ဘူးအဲဆရာကတော်ကြီးကြွကြွပြောနေလို့မကုံမာမဟုတ်ဘူးအဲ့တော့ဗုဒ္ဓဖူးရအောင်သာသမီမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့ကံရှင်တွေဘလို့ရှိခဲ့သလဲကောင်းရောကောင်းမဲ့ထင်ခဲ့သလားကောင်းနေဆိုရင်တော့မိတ်ဆွေဟာတော်တော်ကိုထူးထူးဆန်းဆန်းဖြစ်ခဲ့တဲ့သူမျိုးဖြစ်ပါလိမ့်မယ်အဲ့တော့ဗုဒ္ဓဖူးရအောင်သာသမီမိတ်ဆွေများကောင်းတဲ့သူများပါရင်လဲဆရာကိုမှန်ပေးကြပါအောင်ကံဆရာရဲ့အရှင်ကြီးကတာမန်တိုင်းမိတ်ဆွေတွေမိတ်ဆွေများပါရင်လဲဆရာကိုမှန်ပေးကြပါအောင်ဒါနဲ့စကားမဆက်2026ခုနှစ်အတွက်တနစ်စာဟောစရံတွေကိုဆရာငင်နားမှာ အကျိုးတင်စီးရင်တော့ပေးထားဖို့လိုအပ်ပါတယ်ထုံးစံတိုင်းပါပဲခင်ဗျာမနစ်ကဆရာအဲစီးရင်တော့ကျိုးတင်ပေးရမယ်လူတိုင်းတော့မရနိုင်ဘူးမနစ်ကလည်းအကုန်မရဘူးထင်တယ်မနစ်ကမရတဲ့မိတ်ဆွေကတော့ဆရာကျွန်မကျွန်တော်မနစ်ကမရလို့ပါမနစ်ကမှပါတယ်ဆိုတဲ့မိတ်ဆွေများအတွက်ကျွန်တော်ဒီနှစ်တိတန်တရှာလေးတော့ပို့ပြီးတော့အချိန်အားပြုရေးပေးထားပါမယ်တိုးတော့ဆရာလည်း25ခုနှစ်ကဟို ဟိုဟိုလှုပ်လှုပ်ချက်ချပြောင်းပြောင်းလေးဖြစ်ခဲ့တယ်မန္တလေးရောတောင်ကြီးရောဆိုတော့အခုတော့ဆရာနေပြီးတော့ရောက်နေတာဆိုတော့လက်ကွင်းပြင်ကြီးပါဆိုတော့ကောင်းပြီဆိုတော့အဲ့တော့တနစ်စာခေါ်စတဲ့ကတော့မနစ်ကအတိုင်းပါပဲကုန်စည်းနှုန်းတွေဈေးတက်ပေမဲ့9000ကျပ်ပါပဲခင်ဗျာဒါပေမဲ့ဆရာကတူးချင်းစီကိုတရားရေးပြတာဖြစ်တဲ့ပြင်လာအလိုက်ခေါ်စတဲ့နေလည်းပါတယ်ပြင်အခြားရေတွေရတယ်လည်းပါတယ်ပြင်ဆရာငယ်လက်ဆွဲအိတ် logo လေးတွေနဲ့တချို့ကလည်းတန်ပြီးတို့ပြောကြတယ်ထားပါလေးဆရာဒါတွေကိုအမှားယူလို့ရကြောင်းနဲ့ခွန်ကိုတုံညာနှစ်ကိုတုံညာလေးတချို့ဝါ Telegram မှာပြောရင်ကဲ Hamis ပေါ့ဒါတော့ကတ်မှာဆိုရင်တော့ကိုကနန်း ဟုတ်လား2025ပေါင်းလိုက်ရင်ပေါင်းရင်းနံပါတ်9ရတယ်9ရတယ်ဆိုတော့ကိုကနေရရှိတဲ့မိတ်ဆွေတို့ဗုဒ္ဓဘုရားဥဒသမီမိတ်ဆွေများတေချာပါတယ်ဒီတစ်နှစ်ကတော့ဘာကိုမဆိုစိတ်ပန်းလူပန်းစိတ်မောလူမော ဖြစ်ခဲ့မှာတော့အတိအကျပဲဖြစ်တယ်။ဒါအပြင်အစမဟုတ်မလို့လို့ねအဆုံးသက်ကြတော့ဝါထထဖြစ်သွားတာမျိုးငွေကြီးကိစ္စနဲ့ပတ်သက်ရင်လည်းလက်ထဲမှာဝင်လာရင် မမြဲတာမျိုးလေးတွေဟိုနားဝင်ဒီဘက်ကထွက်လိုက်ဒီနားဝင်ဟိုဘက်ကထွက်လိုက်နေဒီနောက်ကြီးကိစ္စသားကြီးကိစ္စသမီးကြီးကိစ္စမိသားစုကြီးကိစ္စအတွင်တွင်နဲ့ကိုမိတ်ဆွေတို့အဖက်တင်နေကံကလက်ရှိမှာအသက်ရှူလို့ ရလောက်တဲ့အခြေအနေတစ်ခုလောက်တော့ကျင်းသေးတယ်ရရှိမယ်တိထက်တော့ပုံမယ်လို့ကျွန်တော်မထင်ပါဘူးသို့သောစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ခဲ့တာကတော့အသေးစားပဲဖြစ်ပြီးတော့အမျော်လင့်ထားသလိုမှန်းကျန်တဲ့နှံ့ထွက်မကိုက်တာမျိုးလေးတွေလည်းအများကြီးကြုံခဲ့မဲ့ကာလဖြစ်ပြီးတော့အဲမိတ်ဆွေစရဲ့အပေါင်းအသင်းစစ်တွေကိုရရှိပြီးတော့အဖက်တင်တာဆိုရင်တော့မိတ်ဆွေဟောင်း ကိုနာမနေပြီးတော့ကိုကိုတချိန်လုံးကောင်းမယ်လို့ထင်ခဲ့တဲ့မိတ်ဆွေများအတွက်ကတော့အပြောင်းလဲနဲ့ကံရဲ့ဆန့်ကျင်ဘက်တွေရရှိပြီးတော့အဲနောက်ကျောကိုဒါနဲ့ထိုးကန်ရတာမျိုးတွေလူယုံတတ်တာမျိုးလေးတွေအော်ကိုကလွဲရင်လောကမှာဘဒုက္ခမှာမယုံပါဘူးလားဆိုတဲ့စိတ်တွေတော့များစွာဝင်နေမနှစ်ဖြစ်ပါလေငွေကြီးကိစ္စလက်လွန်ထားတဲ့ကိစ္စအပြောင်းလဲလေးတွေဖြစ်လာခဲ့မယ် အပေါင်းသင်းမိတ်ဆွေကိစ္စလေးတွေမှာလည်းလူယုံတက်တာမျိုးလေးတွေလူတွေနဲ့တောင်ထိတွေ့ရမှာကြောက်နေတက်တဲ့နှစ်ဖြစ်ခဲ့မှာတော့အကြည်ကြပဲဖြစ်တယ်။သို့တော့ထားခဲ့လိုက်တော့2025မှာမိတ်ဆွေတို့2025ကိုပြန်ကြည့်ရရင်တော့စိတ်ပန်းလူပန်းစိတ်မောလူမောဟိုနေရာလဲကိုပါခဲ့ရဒီနေရာလဲကိုပါခဲ့ရအာဟိုနေရာလဲကိုပါရဒီနေရာလဲကိုပါရဟိုကလဲကိုမပါရင်မပြီးဒီကလဲကိုမပါရင်မပြီးနဲ့ လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေတော့မှဖင်မငိမ့်မဲနဲ့ဟိုနဆက်ဆက်သွားလိုက်ရဒီနဆက်ဆက်လှုပ်လိုက်ရနဲ့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ခဲ့တာတော့အသေးချာပဲဖြစ်ပြီးတုံနီးမဟုတ်တူတူမမဟုတ်ပဲနဲ့မိတ်ဆွေဗုဒ္ဓဘုရားသားသမီးတွေကကန်စတာကောင်းနေဆိုရင်တော့မိတ်ဆွေလူတရာမှာတယောက်လူတစ်ထောင်မှာတယောက်လူတစ်တောင်းမှာတယောက်လူတစ်သိန်းမှာတယောက်သာဖြစ်မယ်ဆိုတာကျွန်တော်ရဲကြီးပြောရတဲ့အတွက်အဲ့ဒီလိုမိတ်ဆွေမျိုးပါရင်လဲဆရာကမှန်းကပြီးခဲ့ပါအောင်မိတ်ဆွေတို့ကဗုဒ္ဓဘုရားသားသမီးတွေကကန်ကောင်းမဲ့နှစ်များဖြစ်ခဲ့သလားဆိုတာလဲဆရာကသိချင်ပါရဲ့ ဗဟုရဥဒါသမီမိတ်ဆွေတွေကဒီနှစ်2025ခုနှစ်မှာတော့လုပ်ငန်းကိစ္စအလုပ်တကိစ္စတခုခုမှာရှိတာလေးနဲ့ရောင်ရဲနေတဲ့နှစ်ဖြစ်ခဲ့မှာအသေးချာပဲဖြစ်ပြီးတော့ကို့မှာမျောလင်းချက်တွေဆုံးဖြတ်ချက်တွေငကူကဘရုကိုမှမမျောလင်းမဲ့ကိုကိုကိုအားကိုးပြီးတော့ရုန်းကန်လာမဲ့နှစ်ကိုကိုကိုဘာကိုမဆိုရှည်တန်းတင်တဲ့နှစ်ဘာကိုမဆိုကိုကိုကိုအဲတူတူတိတ်တိတ်နဲ့လှုပ်လှုပ်ဝဝနဲ့အဲလှုပ်ဆောင်တက်တဲ့နှစ်ဖြစ်တာကတော့အဖက်တင်ခဲ့တာအသေးချာပဲဖြစ်တယ်ပေါ့သို့ဆို ဆရာရဲ့ငွေကြီးနဲ့ပတ်သက်လို့လည်းအခုဒီမမြဲသေးဘူးဆိုတဲ့မိတ်ဆွေများကတော့ဆရာငယ်ရဲ့ငွေမြဲစီရန်ငွေမမြဲသူများ Facebook မှာဖြစ်ပြီးရိုက်ချကြည့်ကြည့်ပါငွေမမြဲသူများငွေမြဲစီရန်ဆိုတဲ့ဆရာလွန်ခဲ့တဲ့2021လောက်ကလာဖြစ်ကောင်းဖြစ်လိမ့်မယ်ဗျာနော်အဲငွေမမြဲသူများငွေမြဲစီရန်ဆိုတဲ့ဗီဒီယိုမီလီယံ7 million လောက်ထိကြည့်မှထင်တယ်ဗျာနော်ကျွန်တော်အင်ဂျီဖြူလေးနဲ့ဆရာပေါက်စာလေးပဲရှိသေးတယ်အင်ဂျီအိတ်ကတ်ထဲမှာတော့ဘောပင်လေးနဲ့အဲ့ဒီရေဒီယာလေးလောက်ပါတကယ်ကိုထူးခြားပါတယ်ဗုဒ္ဓဦးရသမီးကြီးငွေမြဲစီရန်တော့ရေဒီယာလေးပါ အဲဆရာကကျတော့ငွေမြဲစီရန်လို့တတ်ရရရင်တွေ့မှာမဟုတ်ဆရာငယ်ဆိုပြီးတော့ငွေမမြဲသူများငွေမြဲစီရန်လို့ရိုက်လာမိတ်ဆွေတို့တေးကြတယ် အဲ့ဒီရေတရားလေးလောက်ကြည့်ပါကျင်းတီထူးထူးချာချာအပြောင်းလဲလေးနေတူတူသိသိလှုပ်ဆောင်ရမယ်ဂါလာအပိုင်းရှားလေးငွေကြီးနဲ့ပတ်သက်လို့မမြဲတဲ့သူတွေငွေကြီးနဲ့ပတ်သက်လို့အပေါက်တရားအဖသောင်းဖြစ်နေတဲ့မိတ်ဆွေများကျင်းတီတဲ့မိတ်ဆွေတို့ဒီ2025ခုနှစ်မှာညံ့ခဲ့တဲ့မယ2026မှာကံကောင်းခြင်းတွေပါအောင်2025အတွက်လက်ဆောင်လေးပေးလိုက်ခြင်းဖြစ်တယ်အင်မတန်လဲစွန့်နေပြင်ကိုဆရာကိုယ်တိုင်တော်မှလှုပ်ထားပါတယ်ဆရာစုံငွေကုန်မှများရဲ့ခေါင်းတွေကိုင်နေတတ်တော့အဲ့တော့ငွေမြဲစေရန်အတွက်တော့အဲ့ဒီရေတရားလေးလှုပ်ထားတာပေါ့ကောင်းပြီဆိုတော့ ဗုဒ္ဓဖူးရအဥသားသမီးတွေတော့ဘာမှမပြောခင်မှာမိတ်ဆွေတို့အတွက်အများအားဆောင်လို့ရတဲ့အဆောင်လေးတစ်ခုကိုဆရာပေးချင်ပါတယ်အဲ့ဒါကတော့ချီချီဝေးမဟုတ်ပါဘူးခင်ဗျာဆရာတို့တလက်မလောက်ရှိတဲ့ကတ္တုစာရွက်အပန်းရောင်ကလေးတစ်ခုကိုချလိုက်ပါချပြီးတော့ဆရာတို့9000ကျယ်ကလေးဆွဲလိုက်ပါဘာရောင်နဲ့ဆွဲဆွဲရတယ်9000ကျယ်ကလေးဆွဲလိုက်ပါအဲ့ဒီ9000ကျယ်ကလေးကိုပလတ်စတစ်အိတ်လေးနဲ့မီးလေးပိတ်လိုက်ပါ လတ်စတစ်မလောင်ခိုင်းဘူးနော်ပလတ်စတစ်အိတ်လေးနဲ့ခတ်တင်းတင်းလေးဆွဲပြီးတော့ကိုကိုတိုင်းလေးမီးလေးပိတ်ပြီးတော့မိမိရဲ့ပတ်စံအိတ်အတွင်းသို့မဟုတ်ရင်အိတ်ကအတွင်းမှာစောင့်ထားပါငွေကြီးဝင်ပါတယ်တကယ်လို့ငွေမဝင်အောင်ပတ်စံအိတ်ကလေးကိုအဲ့ဒီရဲ့ကြဲကလေးကိုငွေဝင်ပါစေဆိုပြီးတော့ပုတ်ပြီးတော့ပါဇက်ကနေနေစဉ်လေးပြောပါဂါရာမန်ရရတို့အဆောင်ရရတို့ဆိုတာဂမ်မီရတို့ဆိုတာဟာကိုနဲ့လှုပ်ရင်လှုပ်တယ်လို့စွမ်းနဲ့အရာလေးတွေကိုနဲ့လှုပ်ရင်လှုပ်တယ်လို့အကျိုးပေးတဲ့နှစ်ကလေးဖြစ်တာအသေးချာပဲဖြစ်တဲ့တော့မိတ်ဆွေတို့နေနဲ့ကျင်းတည်တယ်ဒီအဲ့ဒီရဲ့ရရလေးကိုအာငွေဝင်ပါစေငွေဝင်ပါစေ လက်လက်ထဲငွေမပြတ်ရင်မဖြစ်ဖြစ်သို့မဟုတ်ငွေတွေပို့ပြီးတော့အဆင်ပြေစေခြင်းမဖြစ်ဖြစ်ငွေဝင်ပါစေငွေဝင်ပါစေဆိုပြီးတော့ခဏခဏအဲ့ကလေးတွေကိုပုတ်ပုတ်ပြီးတော့ပြောပါဒါဆိုရင်မိတ်ဆွေတို့နေနဲ့ငွေကြီးတွေဝင်လာပြီးတော့များစွာတိုးတက်ပြီးတော့အထောက်အပံ့ဖြစ်စီမှာအတိအကျပဲဖြစ်ကြောင်းနဲ့ဆရာငွေရဲ့ငွေပွားနှီးဖြစ်တယ်ဆိုတဲ့ကြောင်းနဲ့9000ကျယ်ကိုအပန်းရောင်ကတ်တူစာရောလင်းတလက်မှ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 လေးတွေကိုလုတ်ပြီးတော့မိတ်ဆွေတို့နေနဲ့အဲ့ဒါလေးလုတ်ပါကျင်းတည်တဲ့ငွေဝင်ပြီးတော့အထောက်အပံ့ဖြစ်စီမှာအတိအကျပဲဖြစ်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ချင်ပါတယ်ခင်ဗျာကောင်းပြီဆိုတော့ဆက်ပြောလိုက်ရအောင် 2025ခုနှစ်ထဲမှာဗုဒ္ဓဘုရားဥဒသမီမိတ်ဆွေတဲ့အနေနဲ့ဆရာတို့မကြခင်ဆိုလို့ရှိရင်ဒီဇင်ဘာကိုရောက်တော့မယ်အခုဆိုရင်တော့နိုဝင်ဘာလရောက်ပြီဆရာဒီဗီဒီယိုရိုက်နေတဲ့အချိန်ဆိုနိုဝင်ဘာလလဲကြောပြီအဲ့တော့လလဲကြော်သွားပြီဆိုတော့မိတ်ဆွေတို့အနေနဲ့2020ငါကုနေကိုမကြခင်ကုံတော့မှာဖြစ်တဲ့အတွက်2025မှာတော့မိတ်ဆွေတို့ကံညံ့ခဲ့တဲ့နှစ်ရုံးကံခဲ့ရတဲ့နှစ်ဘာကိုမဆိုအိုနေရာလဲကိုပါတီနေရာလဲကိုပါစိတ်တိုင်းမချစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ခဲ့ရတာကိုဆရာသိတယ် သို့တော့မိတ်ဆွေတို့အနေနဲ့2020လောက်မှာကန်ဆာတာတိုးတက်စီရန်အတွက်အခုကနေရဆရာဘလူရီရီယာတွေကြိုတင်ပြင်ဆင်ထားရမလဲဆိုရင်တော့မိတ်ဆွေတို့ခမရေတံဘူးကလေးတွေလှူတာမျိုးနော်အလုံးလုံးနေတဲ့သူတွေလမ်းလုံးနေတဲ့သူတွေသို့မဟုတ်လို့ရှိရင်အခုအပြောင်းအသွားလာလုံနေတဲ့မိတ်ဆွေများခရီးသွားရင်မဖြစ်ဖြစ်လမ်းကျုံရင်မဖြစ်ဖြစ်ရေတံကလေးဘူးပြင်နိုင်တော့တစ်ခါလှင်28ဘူးတီတီကိုလှူစေခြင်းနဲ့28ဘူးတီတီကိုရေတံဘူးသေးသေးလေးပဲနော်တကယ်လို့မှဆရာရဲ့ဒီထက်ပို့ပြီးတော့လှူခြင်းနဲ့ဆိုရင်လည်းလှူလို့ရပါတယ်သို့မဟုတ်လို့ရှိရင်2025ခုနှစ်ထဲမှာ လမ်းလေးစုံမှာဖြစ်စေသရုတိတာမှာဖြစ်စေသို့မဟုတ်ရင်မိတ်ဆွေတို့လိုအပ်မဲ့နေရာလေးမှာဆရာတို့ဂျီအိုးစီကလေးစောက်ပေးတယ်ကုသိုလ်မျိုးလောက်ပါဒါဆိုရင်ကျင်းသေးတယ်2026မှာမိတ်ဆွေတို့ရဲ့ကံကြမ္မာညံ့မှုတွေတောင်မှာ ကံကြမ်းအညံ့မှုတွေမပါလာပဲကန်ဆာတာကောင်းမှုတွေကျင်းတည်ရရှိမဲ့ကာလဖြစ်ပြီးတော့အဲဆရာပြောတဲ့ဟိုဆွနာလူပဲမိတ်ဆွေတို့နေနဲ့ဟိုအမိတ်ပြန်တန်းရေတရားဆိုတာလေးရှိတယ်မသိရင်ရိုက်ရှာလိုက်တကယ်လို့မဟုတ်ရင်ဆရာလာကုန်ကန်ကြီးကြရင်ပြန်တင်ပေးမယ်မသိလို့ရှင်လဲအမိတ်ပြန်တန်းရေတရားတို့ပြက်ကရင်ရေတရားလေးလိုက်လှုပ်ကြည့်ဖို့လိုအပ်ကြောင်းနဲ့ဘုဒ္ဓဖုရာဥသာသမီမိတ်ဆွေတွေကတော့ထထွေဝေးမြန်မာပြည်ဒီမှာခုနှစ်ရသာသမီပဲရှိတဲ့အတွက်တူတူပဲဆိုတာလေးနဲ့ဘုဒ္ဓဖုကလည်းရာဟုရာဟုကလည်းဘုဒ္ဓဖုပေါ့သို့တော့ဂျိုတက်အရာကြည့်မယ်ဆိုရင်ဆရာတို့ကတရားနဲ့ရှင်းနေပြည့်အောင်လို့ နှစ်ပေါင်း120တိုင်တိုင်အသက်ရှင်ကျမ်းမအောင်လို့တော့ရာဟုဂျိုသက်12နှစ်ဂျိုသက်28လုံးကိုကြည့်ရင်တော့တမျိုးပေါ့သို့တော့ဂျိုကြီး28လုံးကိုကြည့်ရင်တော့တမျိုးပေါ့ထားလိုက်တော့ဗုဒ္ဓဖူးကလည်းရာဟုရာဟုကလည်းဗုဒ္ဓဖူးပဲဖြစ်တဲ့အတွက်ဆရာကျွန်တော်ကဗုဒ္ဓဖူးနှစ်ပဲနေတော့ဗုဒ္ဓဖူးပဲလောက်ပါအဲ့ဒီရေတရားလေးသူဆရာလိုက်လို့ပါဒါလေးကိုလိုက်လို့ဟိုလိုအကြောင်းနဲ့အားလုံးတူတူပဲလိုက်လို့ကြောင်းနဲ့မိတ်ဆွေတို့2026မှာကန်ဆာတာတက်စီဖို့2026မှာကန်ဆာတာကောင်းတာတွေကိုကြိုတင်ရရှိအောင်လို့ဘာတွေလှုပ်ထားတင်တယ်လဲဆိုတော့မိတ်ဆွေတို့နေနဲ့2026 6ခုနှစ်မှာကန်စတာကောင်းစီဖို့အတွက်2025ခုနှစ်ကစပြီးတော့ဒီဇင်ဘာနိုဝင်ဘာဒီဆရာဗီဒီယိုတင်လိုက်တဲ့စဉ်ဒီဇင်ဘာလောက်ကိုမိတ်ဆွေတို့ကောင်းကောင်းမြင်လိမ့်မယ်ဒီဇင်ဘာလောက်မှာရေတံမှု28ဘူးလှူတာမျိုးသို့မဟုတ်ရေအိုးစင်ကလေးလှူတာမျိုးလုပ်ပေးပါဒါဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာတိုးတက်လာပါလိမ့်မယ်ဒါကမှဆရာကြီးကျွန်တော်တို့ကတော့ဆက်ပြီးတော့ညှိလိုက်တဲ့ဆရာရာဘုတ်တခုရအောင်သာသမီမိတ်ဆွေတို့ဒီ2026ခုနှစ်ဟာကျွန်တော်တို့ကကံညှန့်ခဲ့တဲ့ဆရာကြီးဒီထက်ပိုကံကောင်းအောင်ဘာတွေလုပ်တင်တယ်လဲဆိုရင်တော့ဆရာတို့ မိမိရဲ့တက်စိတ်ကလေးကိုတက်စိတ်ပေါ့နော်ကိုယ့်အတက်က30ဆိုရင်ဝါအချောင်း30သူမဟုတ်ရင်အဲ့နဲ့စတိဟိုဆရာတို့အကူပြောင်းလေးလဲကောင်းအောင်အဆိုးတွေကနေအညံ့တွေရရှိသွားအောင်လို့အညံ့အဆိုးတွေကနေပြီးတော့အညံ့တွေကိုပြောက်ပြီးတော့အကောင့်နေဘက်ကိုကူပြောင်းသွားအောင်လို့ဒီဇင်ဘာလောက်သူမဟုတ်ရင်ဆရာတို့ဇန်နဝါရီလောက်2026ဇန်နဝါရီလောက်လောက်မှာဝါသတားလေးလှူစေချင်ပါတယ် တက်စီကလေးလူဝင်တော့ပိုကောင်းတယ်တကယ်လို့မှဝါသရားကိုတက်စီမရှိဘူးစရာကြီးဆိုရင်တော့အ ਨੇ ဆုံးကိုလုံးတီတီလှူပေးဖို့လိုအပ်တယ်ကိုလုံးတီတီလှူပေးဖို့လိုအပ်တယ်ဖြစ်နိုင်ရင်တော့တက်စီကလေးပေါ့ဝါသရားလေးနဲ့စရီကလေးအစိုးကနေအညံ့ကိုရောက်ချစ်သွားအောင်ဥပမာဗျာជីជីပြောရရင်မြက်စွာဘုရားရှင်ဟာဒီမင်္ဂလာမြက်စွာဘုရားနာမှာသူ့မိသားဆိုတဲ့အလောင်းလာဘဝတုန်းကကြောကလေးခင်းပြီးလှူခဲ့တဲ့ကုသိုလ်ကြောင့် ဒီရက်ဆရာတို့ဗရကဘာမှာဂေါရမရေလို့ပွင့်တာပေါ့တို့တော့ထားပါလေဒါကတော့ဆရာတို့ဘာသာရေးတွေဆန်တဲ့အတွက်မပြောတော့ဘူးဘယ်ဘာသာမဆိုလုံးလို့ရတယ်ဆရာပြောတဲ့အကူပြောင်းလေးကောင်းအောင်လို့ပြုလုပ်ပေးလိုက်ပါဒါဆိုရင်မိတ်ဆွေပုတ်တပူရအောင်သားသမီးတွေကကန်စတာညှက်မှုတွေကနေကန်စတာကောင်းမှုတွေကိုရရှိလာမှာအသေးချာပဲဖြစ်ကြောင်းနဲ့ပြီးခဲ့တဲ့2025ကိုခဝါချပြီးမေးလိုက်တော့ငါဟာ2026မှာကောင်းပြီဆိုတဲ့စိတ်ကလေးမန်ကလေးသွင်းပြီးတော့ဟေး2026မှာတော့ငါဟာကောင်းပြီဆိုတဲ့စိတ်ကလေးနဲ့ပဲဖြတ်တန်းလိုက်ရင်မိတ်ဆွေတို့အတွက်စိတ်ချမ်းသာစရာ အားတက်စရာတိုးတက်နိုင်စရာတွေအများကြီးရရှိမယ်လို့ဆရာကပြောလိုပါတယ်ကဲဒါဆိုရင်တော့ဗုဒ္ဓဘုရားသာသမိမိတ်ဆွေတို့စိတ်တက်မကြနဲ့ရာဟုသာသမိမိတ်ဆွေရောဗုဒ္ဓဘုရားသာသမိမိတ်ဆွေရောဆရာတို့2026မှာဆရာငယ်နဲ့တူတူကံကောင်းခြင်းနေနဲ့ဆရာစောင့်နေမယ်အားလုံးပဲလှမ်းလာခဲ့ဖို့မျှော်လင့်ကြောင်းနဲ့ကဲဗုဒ္ဓဘုရားသာသမိတွေပြီးတော့အခါပေးရမှာတော့ကြာစာပရိရောက်ပြီကြာစာပရိသာသမိတွေပါဆရာကိုမှတ်ပေးပါဦး